ာမှုသူသားလေးဆိုပါကျွန်တော်ရဲ့ APR ကနေမှာ YouTube channel လေးကနေ new ထောက်ပြန်လေးကြိုးဆိုလိုက်ပါတယ်တော့ရခိုင်ပြည်နယ်ပေါ်အမေရိကန်တရုတ်လွန်စစ်ဝေးဖြစ်လာပြီလို့ဆိုတော့ဆရာဆိုးလာဝေးရဲ့တည်င်းတုံတက်ချက်ဆောင်ပါလေးကိုလေးတင်ဆက်ပေးသွားပါမယ်အပိလာလေမာအမေရိကန်လက်ထောင်နိုင်ငံခြားရေးဝန်ကြီး2ဦးနဲ့ချင်းကုန်ရှိတန်ယုံရှားကြီးတာဝန်ခံတို့တက္ကသိုလ်ရရှိခဲ့ကြလေလို့အစရှိကတက္ကသိုလ်ရှိ North South University ရဲ့ ငင်းကြဲရေးဌာနမှအခြေတန်းကတိကဖြစ်သူတူကရှင်းသားထားတာကိုဂျကာတာဖော့စ်နဲ့ The Development တို့မှဖော်ပြခဲ့ကြပါတယ်။အဲ့ဒီခရီးစဉ်ဟာ2024ခုနှစ်ဩဂုတ်လမှာပေါ်ပေါ်လာတဲ့မိုဟာမက်ဂျွန်းရဲ့ဦးဆောင်တဲ့ဂျာဖြန်အစိုးရနဲ့အမေရိကန်အစိုးရကြားအလွန်စွာအရေးပါတဲ့ထိတွေ့ဆက်ဆံလာမှုပဲဖြစ်ပါတယ်။ယူနစ်ရဲ့ဂျာဖြန်အစိုးရဟာဘူမိနိုင်ငံရေးလမ်းကြောင်းအစ်ကိုစတင်ရှာဖွေဖို့ထောက်လာခဲ့ခြင်းဖြစ်ကြောင်းလည်း ကြောက်ပါဆိုပါတယ်နိုင်ငံရေးနိုင်ငံရေးနဲ့စီးပွားရေးကိုအနောက်အစိုးရတကားဖွံ့ဖြိုးရေးပြန်အကျိုးရှိရာအခြေချောင်းဖြစ်လာမယ်လို့ယုံကြည်လာခဲ့ပါတယ်မြန်မာနဲ့ပတ်သက်ပြီးတော့နေပြည်တော်အကြောင်းပြချက်ဆွင့်နေဆွေးနွေးချက်တွေကိုဆွေးနွေးခဲ့တယ်ဆိုတာကိုဘင်္ဂလားဒေ့ရှ်မီဒီယာများကတိတိကျကျပြောဆိုခြေတာထားခြင်းမရှိပေမဲ့အစ်စ်ခန့်လာတဲ့အမျိုးသားလုံခြုံရေးအကြံပေးခါလီလာရာမန်ကအငင်းပွားဖွေဖြစ်နေတဲ့ရိုဟင်ဂျာဒုက္ခသည်များနေရပြန်ဖို့ရေးအတွက်တာဝန်ပေးတာခြင်းနဲ့ ရခိုင်မြန်မာနိုင်ငံဆိုင်ရာတန်မဲဟောင်းဆူဖီယာရာမန်ဟာနိုင်ငံခြားရေးဝန်ကြီးဌာနမှယူနေရဲ့အထူးကြံပေးလက်ထအဖြစ်ခန့်အပ်လာခြင်းကပင်လုံခြုံရေးနဲ့ပတ်သက်တဲ့ဇယားကွေအတွင်မြန်မာနဲ့အမေရိကန်ကိုအထူးအခန့်ကဏ္ဍကထက်သွင်းစဉ်းစားလာပြီးဆိုတာသိတာထင်ရှားလာခဲ့ပါတယ်။မဲလာမှာကုလသမဂ္ဂအထွေထွေအတွင်မှုချုပ်အန်တိုနီယိုဂူတာရက်စ်ရရှိလာခဲ့ခြင်းမှစပြီးကော့ဘစာဒုက္ခသည်စခန်းများမှာ2019ခုနှစ်မှာစစ်စင်ရင်နေခဲ့ကြတဲ့ဝင်ကြကို ်ဘင်္ဂလီဒုက္ခသည်တိတသမလေတံနေရပြန်ပေါ်နေရင်ဟာအဓိကကြလာခဲ့ပါတယ်အဲ့ဒီကိစ္စအပေါ်အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှထစ်တန်အရာရှိများနဲ့ဆွေးနွေးခဲ့ရမှာရခိုင်တို့လူသားချင်းစာနာမှုထွန်းထားမှုအကူအညီများပေးပို့နိုင်ရင် အစဉ်ပြေရှုံးမွေးရေးဆိုတဲ့မူဝါဒဘက်သို့တိတိတသာကျွေလျာလာခဲ့ပါတယ်။အဲ့ဒီအရွေတင်မှာတဆင်အစာရေးစာငမ်းမွေးခေါမမှုအခြေအနေနဲ့စားနေတဲ့အခါပြက်လိုက်နေတဲ့အကြောင်းများပြကအာရိခတ်တက်တို့ထင်းချုံနေမြင်များသောလူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးစင်ကြံလန်းတစ်ခုဖော်ဆောင်ရေးအတွက်ပေါ်ပေါ်လာခဲ့ပါတယ်။ရှင်အား ဘင်္ဂလားဒေ့ရှ်ရှိလက်လာတုံးသက်တွေကနိုင်ငံတကာဥပဒေများအရတရားဝင်မှုမရှိဆိုပြီးတော့ပြင်းပြင်းထန်ထန်ကံကွယ်ဝေဖန်မှုတွေရှိခဲ့ကြပါတယ်မြန်မာဘက်မှတရားဝင်သဘောတူညီမှုခွင့်ပြုချက်မရှိဘဲအလုံးမြေဆိုပါကဥပဒေကြောင့်တဲ့တပ်မှန်ရေးပိုင်းဆိုင်ရာမှာဆူဆူဝါးဝါထိခိုက် နိုင်တဲ့အကျိုးဆက်များဖြစ်ပေါ်လာနိုင်တယ်လို့ထပ်ပြဝေဖန်ခန့်ခွက်ခဲ့ကြပါတယ်။ဒီဇင်ဘာလလကုန်ပိန်လောက်မှစပြီးတော့ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့အာဏာပိန်တွေနဲ့အာရခတ်တပ်တို့ကြောင့်နိမ့်နိမ့်ကက်ကက်ဆစ်ဆံမှုတွေရှိလာခဲ့ပါတယ်။လက်လာသူများကအမှုကြံပွဲကိုအကြောင်းပြပြီးအာရခတ်တပ်တို့တပ်ဖွဲ့ဝင်များဘင်္ဂလားဒေ့ရှ်ပိုင်နယ်ရှိအတွင်ဝင်ရောက် ကျူးကျော်ဝင်ရောက်လာခဲ့မှုကိုအကျင့်မီဆိုကနေခြားဒေသမတည်ငြိမ်မှုနဲ့အချုပ်ရှားအာဏာကိုစင်ကုန်မှုများဖြစ်လာနိုင်တယ်လို့ပြောဆိုလာကြပါတယ်အချုပ်ကလူသားချင်းစာနာထားတဲ့မှုအကူအညီပေးရေးစင်ကြံလမ်းမကြီးဟာတကယ်တမ်းမှာအမေရိကန်ဘက်မှအာရခတ်တို့ကိုထောက်ပံ့ပေးနိုင်ဖို့ဖြစ်တယ်လို့သုံးသပ်ခဲ့ကြပါတယ်အမေရိကန်ဟာဘာမအေအရှာလူကုန် မထိခိုက်နိုင်တဲ့အကူအညီများပေးခြင်းဟုပြောလာနိုင်တယ်လို့ဘင်္ဂလားဒေ့ရှ်စစ်တပ်မှပါဝင်လာခြင်းဟာလုံခြုံရေးရှုထောင့်အရာပြုစရာဖြစ်လာနိုင်ပါတယ်။မူအားဖြင့်ဆိုကဘင်္ဂလားဒေ့ရှ်စစ်သည်အာရခတက်တို့အားအကူအညီပေးရမှာအရေးပါတဲ့အခက်အခဲများမှာပါဝင်လာနိုင်ပါတယ်။ င်္ဂလားဒေ့ရှ်နဲ့အိန္ဒိယမီဒီယာများကအမေရိကနဲ့ဘင်္ဂလားဒေ့ရှ်စစ်တမ်းများအကြားဆစ်ဆန်ရေးနစ်ချင်းလာနေပြီလို့အပြောများနေတဲ့အမေရိကန်ထိတန်းဗိုလ်ချုပ်ကြီးတူနဲ့ဘင်္ဂလားဒေ့ရှ်စစ်ဖက်အသိဝန်အကြားဆစ်ဆန်လာမှုကိုကြည့်ပြီးယုံထင်ကြောင်ထင်ပြုဆိုနေကြခြင်းသာဖြစ်ပါတယ်။ရှင်ဟာ ဒေသတွင်းအမေရိကန်ရဲ့ဥစာဖြန့်ကျက်လာမှုအဖြစ်မိမောင်းထိုးပြနေတယ်လို့တရုတ်ရဲ့အမြမအရေးပါဝင်ပတ်သက်လာဖွေရှိတဲ့အခက်ခဏအကြောင်းထွက်ပေါ်လာတဲ့ဘူမိနိုင်ငံရဲ့အနေထားဟာချုပ်ထွေးလာနေစရာတွေရှိနေပါတယ်။မကြာမီကတရုတ်သမ္မတချီချင်းပင်မှမင်းအွန်လိုင်းကိုမော်စကိုမှာလက်ခံတွေ့ဆုံပြီးမှမြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာ မြေမြေတည်တံ့ပိုင်ခွင့်ကိုထောက်ခံသွားမယ်လို့ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ရှင်ဟာအကေရွေအရခတတော်ကစစ်တွေကြောက်ဖြူနဲ့မန်အောင်တို့ကိုတိုက်ခိုက်သိမ်းရန်ထုစစ်စင်နာမည်ဆိုပါကတရုတ်ဟာစစ်အုပ်စုဗမာရှက်တွေပေးသွားမယ်သဘောဖြစ်နေပါတယ်။ကြောက်ဖြူဟာယူနန်တို့တင်ပို့နေတဲ့ဒေါ်လာ1.5ဘီလီယံတန်တန်ကြီးရှိရေနံနဲ့ တက်ငွေပိုင်နိုင်များရဲ့စာမှန်လေးဖြစ်ပါတယ်အထူးစီးပွားရေးဆောင်တဲ့ယင်းနှစ်စိတ်ကမ်းများလေးရှိနေပါတယ်တော်တွေပြီးချင်းမှနေပြီးတော့အပေါ်စီးပွားရေးအရာဥစားမှန်ပေါ်လာနိုင်တယ်လို့ဆိုရင်စရာအကြောင်းရင်းများလေးရှိနေပါတယ်စစ်တွေမှာလည်းအိန္ဒိယရဲ့ဂလဒန်စီမံကိန်းနဲ့၎င်းတို့ရဲ့ကုန်တွင်ပိုင်း ချင်းမြောင်ဒေတာကိုကုံသွေးစစ်သွေးပေးမယ့်အစီအစဉ်များလေးရှိနေပါတယ်ဒီအတွက်လေတရုတ်နဲ့အိန္ဒိယနိုင်ငံစလုံးကမြန်မာလက်မလွတ်နိုင်တဲ့အခြေအနေဖြစ်နေကြပြီးနေပြည်တော်မှာရှိတဲ့စစ်အုပ်စုနဲ့ဆက်ဆံနေကြခြင်းလေးဖြစ်ပါတယ်အိန္ဒိယဟာယခုအထိဘင်္ဂလားဒေ့ရှ်မှာအာရခတတ်တော်အားနိနိကက်ကက်ဆက်ဆံနေမှုကိုတစုံတရာထုတ်ဖို့ပြုဆိုခြင်းမျိုးမရှိသေးပေမဲ့၎င်းတို့အကျိုးစီးပွားကိုတော့ကာကွယ်သွားမိတာဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ဘင်္ဂလားဒေ့ရှ် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးစင်ကြံလမ်းမကြီးဆိုဒီကိုမြန်မာစစ်အုပ်စုမှသဘောတူညီမှုမဟုတ်ဆိုတာနဲ့ညှဉ်းဆိုင်ရနိုင်ွယ်ရှိနေပါတယ်။အဲ့ဒီအတွက်ရိုဟင်ဂျာများအင်္ဂလိပ်များတာမတန်ရင်မကြအခြေအနေဖြင့်စစ်ရှိနေမှုဖြစ်ပြီးတော့၎င်းတို့ကိုနေရပြန်ပို့ရေးစီစဉ်ရည်ရွယ်ချက်တဲ့ဟာလေးစင်ကြံလမ်းမကြီးနဲ့အတူပြည့်ပြည့်သွားနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ရှားဖြတ်ဆိုရရဲ့ရခိုင်ပြည်နယ်အရေးတွေတိတိကျကျပါဝင်လာမှုဘင်္ဂလားဒေ့ရှ်စစ်တမ်းမှာအရခါတက်တူအောင်ပန့်ဖို့ကူညီလာမှုမြန်မာစစ်အုပ်စုမှာစင်ကြံလာဆန့်ကျင်လာမှုတရုတ်မှာ၎င်းတို့ဟာအကန့်အသတ်မရှိထောက်ခံလာမှုများနဲ့ဘင်္ဂလားဒေ့ရှ်တချို့အဖွဲ့အစည်းများနဲ့တက်ကြွလှုပ်ရှားသူများကဘင်္ဂလားဒေ့ရှ်မြန်မာစင်ကြံလူသားချင်းစာနာထောက်ထားမှုစင်ကြံလမ်းမကြီးအပေါ်ကန့်ကွက် ဝေဖန်လာမှုတွေရှုံကြည့်ပြီဆိုလျင်နာမည့်လတွေအတွင်မှာဆိုပါဒေတာရင်ဘူမိနိုင်ငံရဲ့အရှိန်မြင့်တက်လာမှုသာရှိနေပါတယ်။ဒါပေမဲ့လူသားချင်းစာနာမှုစင်ကြံလမ်းမှာဟာလည်းပဲလုံးဝပြတ်သွားနေတဲ့အနေအထားလေးတွေရှိနေပါတယ်။အခုဆိုလို့ရှိရင်ယူနွတ်အစိုးရဟာဖိအားတွေနဲ့ရင်ဆိုင်နေရပြီးယူနွတ်ကအစိုးရအဖြစ်ကနေနှုတ်ထွက်သွားပြီးဆိုတဲ့သတင်းလေးကြားနေရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။ နောက်ဆင်ပေးကြတဲ့ကျွန်တော်တို့ရဲ့မိဘပြည်သူညီကောင်မတော်များတဦးတယောက်ချင်းစီတိတ်ကိုအထူးကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့ရဲ့မိဘပြည်သူညီကောင်မတော်များအားလုံးဘေးကင်းကျန်းမာကြပါစေခင်ဗျာ